။ဤဒီမှာယနေ့ဂါဇာမြို့မှာ IDF ရဲ့ကာကွယ်ရေးအနေထားပုံစံဖြစ်ပါတယ်။ဤချင်းမှာနေကြံရေးညှိနှိုင်းသူတွေတွေ့ဆုံတဲ့အခါမှာရှာရီမန်လို့ဆိုတဲ့အမျိုးသားတူဟာဂျပန်နေကလေကြောင်းတက်ခတ်မှုအပြီးအပြည့်စည်းတွေကိုလက်ပလာဖြင့်ဒူးဖော်နေခဲ့ပါတယ်။နောက်ဆုံးမှာ၎င်းရဲ့6နှစ်အရွယ်သားလေးရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကဤသို့ပြောပါတယ်။သူကကျွန်ုပ်ရဲ့သားအမိယာဖြစ်တယ်။ကျွန်တော်ဟာအသက်40မှာသူ့ကိုရခဲ့ပါတယ်။သူဟာ ုကန်ဒေါ်လာရဲ့အစိတ်ပိုင်းတစ်ခုလားသူကတိုက်ခိုက်ရည်သမားတူလားအစ္စရေးစတရဲ့ပြစ်မှတ်တွေအလုံးဟာကလေးတွေဖြစ်တယ်လို့သူကပြောခဲ့ပါတယ်တော့ဂျာနီမာဒေါ်နထရန်ကအစ္စရေးအားဒဇကန်သဘောတူညီချက်တစ်ခုတိုးတက်မှုရရှိရန်ဂါဇာကိုဘုံကျဲတိုက်ခိုက်မှုတွေရပ်တန့်ဖို့အတွက်တောင်းဆိုခဲ့ပြီးတဲ့နောက်ဂါဇာမှာအ ਨੇ စုံလူ85ဦးတေဆုံးခဲ့ပါတယ်မနေ့ကအစ္စရေးအစိုးရစစ်တပ်အား ထိုးစစ်ဆင်မှုတွေကိုစော့ချဖို့အတွက်ညွန်ကြားခဲ့ပါတယ်ဒါပေမဲ့ယနေ့စင်ရင်ချက်တခုထွက်ပေါ်လာပါတယ်ဂါဇာတွင်းဘုံကျဲတက်ခတ်မှုအချို့ရပ်တန့်ထားတော့လဲယခုချိန်မှာအပြစ်ကရဆဲရင်မရှိသေးပါဘူးဘုံကျဲတက်ခတ်မှုအချို့ကိုရာရီရိုက်ဆိုင်ထားယုံတာရှိပါတယ်ဝန်ကြီးချုပ်ကလည်းစစ်တပ်အားကာကွယ်ရေးရည်ရွယ်ချက်ဖြင့်ပြန်လည်ပြစ်ခတ်ခွင့်ပြုရအမိန့်ပေးထားပါတယ်ဒီချိန်တည်းမှာပဲထိတ်တန့်ညှိနှိုင်းသူတွေက Trump တဘောသူရင်ချက်ကိုအပြစ်တရရင်ဒါမှမဟုတ်အ ਨੇ စုံ တစကံတွေကိုအခြေသားများနဲ့ဖန်ဆီးထားသူတွေနဲ့ဖလဲရန်အပိုင်းကိုတားနိုင်သမျှအမြန်ဆုံးပြည့်စည်ရန်အီဂျစ်တွင်တွေ့ဆုံခဲ့ကြပါတယ်။အမေရိကန်နိုင်ငံသားဝန်ကြီးကဤလိုပြောကြားခဲ့ပါတယ်။ယခုအချိန်မှာနီးပညာဆိုင်ရာဆွေးနွေးမှုအချို့ဖြစ်ပေါ်နေပြီဖြစ်တဲ့ကျွန်တော်တို့ရဲ့အဖွဲ့ကိုင်ရိုကိုရောက်ရှိတဲ့အခါသဘောတူညီချက်ရဲ့90%ကတော့အတင်ဖြစ်နေမယ်လို့ကျွန်တော်တို့မျှော်လင့်ပြီးကြံရှိတဲ့ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာအပိုင်းတွေကိုတော့အပြေးတရမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဝါရှင်တန်နဲ့ဂျေရုရှလင်ဟာတစားခံတွေကိုအ мян ဆုံးလုပေးဖို့လိုလားပါတယ်ဒါပေမဲ့ဟာမတ်စ်က၎င်းညွတ်နိုင်အင်အားအလုံးကိုတကြိမ်တည်းဆုံးရှုံးလို့ခြင်းမရှိပါဘူးဟာမတ်စ်ကအစ္စရေးတပ်ဖွဲ့တွေစုခွာရင်းနဲ့ဂါဇာအနာကအစိုးရဆိုင်ရာကိစ္စများနဲ့ပတ်သက်ပြီးပုံမရှင်းလင်းမှုကိုလိုအပ်ပါတယ်ဒေါ်နယ်ထရန့်အီသဘောဆွေးနွေးချက်ဟာ၎င်းအဓိကနိုင်ငံခြားရေးမှုဝါဒအောင်မြင်မှုဖြစ်လာဖို့လိုလားပါတယ် တစားခံများလူပေးရန်တောင်းဆိုတဲ့မင်းညာကကြီးမားတဲ့ဆန္ဒပြပွဲတစ်ခုအတွင်းမှာလူထုဟာအာယုံစူးစမ်းမှုရှာရှိဖို့အတွက်ဗာပြောရမှာကိုတရှိထားကြောင်းပြသခဲ့ပါတယ်။ဤသဘောတူညီချက်နောက်ွယ်မှာတန်တမာရေရာတိုးတက်မှုသာမကလူထုရဲ့ပြင်းထန်တဲ့တောက်ခတ်ထောက်ခံမှုတွေလည်းရှိပါတယ်။တစားခံများလူပေးရန်သဘောတူညီချက်ကိုထောက်ခံတဲ့ကြီးမားသောဆန္ဒပြပွဲတစ်ခုတစားခံရင်ပြင်တွင်ဖြစ်ပေါ်ခဲ့ပါတယ်။လူအုပ်ကြီးအလယ်မှာကြီးမားတဲ့ဆန္ဒတစ်ခုက ယခုမဟုတ်လင်ဘယ်သောအခါမှဟုရေးသားထားပါတယ်။ Transition ရပါလက်စတိုင်းအခြေအနေများအနေနဲ့ထောင်တန်းချမှတ်ထားခံရသူ150ဦးနဲ့အတူအခြားပါစစ်သားတို့ယာနဲ့ချေပါဝင်မှာဖြစ်တယ်။ Israel ရုတ်တန်လိုက်စနစ်ကမဝမ်ဘာဂူဒီကိုဒုစင်းတွင်ထက်တွင်ထားသည် ဟုတင်ပို့ခဲ့ပါတယ်။အကယ်၍ထိုတရေမက်ကန်ဘာက၎င်းဟာအလွန်ရေးကြီးပါတယ်။မဝမ်ဘာဂူဒီဟာဒုတိယအန်တီဖာရာအတွင်း တည်စီနိုင်တဲ့တက်ခတ်မှုတွေကိုစီစဉ်ခဲ့ပြီးဖြစ်တယ်လို့ဆိုဆိုချက်ဖြင့်ဣဇွေတရားရုံးမှာထောင်ဒဏ်၅ကျင့်ချမှတ်ခံခဲ့ရပါတယ်။၎င်းလုပေမှုဟာဣဇွေနိုင်ငံသားများစွာအတွက်လက်ခံရန်ခက်ခဲလိမ့်မယ်။ဒါပေမဲ့ပါလက်စတိုင်းလူမျိုးများအတွက်သူဟာပါလက်စတိုင်းနိုင်ငံရေးမှာစီလုံးညီညွတ်မှုနဲ့တည်ငြိမ်မှုကိုယူဆောင်လာနိုင်သူအဖြစ်စွန့်မြေခံရပါတယ်။ဂါဇာမှာမနက်ဖြန် ယနေ့ကဲတို့ပင်ခံစားရပေမဲ့ဒါပေမဲ့အီဂျစ်မှာဖြစ်ပေါ်လာတဲ့အရာတွေဟာလာမယ့်ရက်အနည်းငယ်ကိုလွန်ခဲ့တော့နှစ်နှစ်အတွင်းအောက်တိုဘာ9ရက်နေ့ကတည်းကဒေတာတွင်း၌အရေးပါဆုံးသောရက်များအတွက်ပြောင်းလဲစေနိုင်ပါတယ်